အမေရိကန်အစိုးရရဲ့အရှိအလယ်ပိုင်းဆိုင်ရာမူဝါဒအပြောင်းလဲတစ်ခုအဖြစ် IS အဖွဲ့ကိုခြေမုံမဲ့နိုင်ငံတကာညွှန်ပေါင်းအုပ်စုမှာဆီးရီးယားနိုင်ငံလဲပါဝင်လာမှာဖြစ်ပါတယ်။အာဆက်ဖြုတ်ချခံရပြီးတဲ့နောက်ဆီးရီးယားသမ္မတဖြစ်လာသူအာမက်အေရှာရာနဲ့ဒေါ်နယ်ထရမ့်တို့နိုဝင်ဘာ10ရက်ကအင်ပီရိုမှာတွေ့ခဲ့ကြပြီးတဲ့နောက်ဒီကြေညာချက်ထွက်လာတာဖြစ်ပါတယ်။နိုင်ငံတကာညွှန်ပေါင်းအဖွဲ့ဆိုတာဟာကြံရှိနေတဲ့ IS အဖွဲ့ကိုခြေမုံမှုနဲ့အရှိအလယ်ပိုင်းကိုပြပစစ်သွေးကြွတွေစိတ်ဝင်နေတာကိုတားဆီးဖို့ယူရဲဖွဲ့ထားတာဖြစ်ပြီးဆီးရီးယားက နိုင်ငံ60မြောက်ဖြစ်ပါတယ်။အမေရိကန်အစိုးရကအေရှာရာကိုအကြမ်းဖက်အစီရင်ကနေဖယ်ရှားပေးလိုက်ပြီးရပိုင်းအကြမ်းမှာထရမ့်နဲ့တွေ့ဆုံတာဖြစ်ပါတယ်။ခေါင်းဆောင်အုပ်တွေ့ဆုံမှုကထူးခြားခဲ့ပါတယ်။ပုံမှန်နဲ့မတူဘဲအေရှာရာနဲ့ထရမ့်တို့တွေ့ဆုံမှုကိုမီဒီယာမပါဘဲတကားပိတ်ပြုလုပ်ခဲ့ပါတယ်။ပြေးခဲ့တဲ့တဲ့င်းပတ်မှာထရမ့်ကဆီးရီးယားကောင်းဆောင်ကိုတော်တယ်လို့ချီးမွမ်းခဲ့ပြီးအေရှာရာကခက်ထန်သူဖြစ်ပေမဲ့လည်း၎င်းနဲ့အလွန်အဆင်ပြေပြီးဆီးရီးယားရဲ့တိုးတက်မှုများစွာတွေးလာရကြောင်းပြောပါရယ်အမေရိကန်ကလူသားချင်းစာနာရေးအကူအညီတွေပေးဖို့ ဆီးရီးယားနဲ့အီဇီရီတို့ကြားအခြေအနေကိုစောင့်ကြည့်ဖို့ဒမတ်စကတ်မြို့အနီးမှာစစ်စခန်းတစ်ခုတည်ဆောက်ရေးစီစဉ်ထားတယ်လို့ဆီးရီးယားမှာရှိတဲ့တန်တမန်သတင်းရင်းမြစ်တူက AFP ကိုပြောပါရယ်။ရှာရာဘက်ကလည်း73နှစ်ကြာပြည်ရင်းစစ်ကြောက်ပြိုလဲနေတဲ့နိုင်ငံကိုပြန်လည်ထူထောင်ရမှာအမေရိကန်ရဲ့ထောက်ပံ့မှုကိုရယူခြင်းပွဲရှိနေပါရယ်။